တဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့လည်းဆရာရဲ့တပည့်တွေမပြောတတ်မှာဆိုလို့ဆရာဒီနေ့တဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့အင်္ဂလိပ်စာကိုသင်ပေးမယ်။အဲ့တော့ဒီမှာအသုံးအနှုန်းသစ်တွေပါတာပေါ့နော်။တဘာဝပတ်ဝန်းကျင်ဆိုတာဒါ educational ဘက်ကိုရောက်သွားတယ်။အဲပညာရေးဆိုင်ရာအသုံးအနှုန်းတွေဖြစ်သွားတယ်ပေါ့နော်။နည်းနည်းလေးညင်းတဲ့ vocabulary ပါတယ်။ဒါပေမဲ့လည်းဇွဲကောင်းနဲ့ကြည့်ရင်တော့ရတယ် တော့ရက်60စီးဒီမှာ vocabulary ရော usage အသစ်တွေရောဒီတိုင်းလိုက်မှတ်မယ်ဆိုရင် English speaking ဆိုရင်အာတိတိတတ်တာ YouTube တက်ကောင်းမွန်လာပါလိမ့်မယ်အဲ့တော့ဒီမှာရှိတဲ့ဟာတွေတော့နေတိုင်းလုပ်နေကြလို့ပဲအရင်မပြောခိုင်းတော့ဘူးဆရာပဲအဖြစ်ကိုတန်းပြလိုက်မယ်မအားကြောင့်လဲဆို vocabulary အသစ်တွေ ပါလို့เนาะဆရာရဲ့လန်နာတွေကိုအထင်သေးလို့မဟုတ်ဘူးဒါပေမဲ့သင်ပေးပြီเนาะကြက်ကမှာတော့လန်နာတွေရဲ့တာဝန်ပဲအဒီနေ့အကြီးမားဆုံးသဘောပေါက်မှုကြည့်ရဆရာပြဿနာတွေကဘာတွေလဲလဲမျိုးကိုနေဆိုရင် WH မဟုတ်ရင် how နဲ့စရဲဆိုတော့ဆရာနေတိုင်းပြောတယ်ဒီရှိမှာရှိတဲ့အင်္ဂလိပ်စာအုတ်မြင့်အုတ်မြင့်ချရတဲ့အောက်သက်ကြည့်ဖို့ရ30စီးမှာလည်းပြောပြပြီးဘာတွေလဲဆိုတော့ဆရာမနဲ့စရဲဆိုရင် what ပေါ့เนาะအဲမေးတဲ့မျိုးကလေးကဘာလဲမဟုတ်ဘာတွေလဲဆိုတော့အများဘာတွေဖြစ်တယ်လဲဆိုတော့ဖြစ်တယ်ဆိုတော့သဘောတရားပါတော့ MSR ကိုသုံးရမယ်အများဆိုတော့အောက်သုံးလိုက် အဲဘာလဲဆိုရင်အကြီးမားဆုံးတဘာဝပအဝင်းကျင်ဆိုင်ရာပြဿနာအကြီးမားဆုံးစာ BIGGEST Vegas လို့ခေါ်ရတယ်။ဒါပေမဲ့သူက degree 3ဖြစ်တဲ့ဒါကိုလည်းအင်္ဂလိပ်စာအောက်သက်ခြေဖို့ရ30စီမှာပြောထားတယ်။ပြောမယ်ဆိုဒီ CV ကိုမသင်ခင်မှာ Asia CV အရင်ဒီ Charlie အောက်သက်ခြေအောင်ကြည့်ပြီးမှဒီကိုတက်လာဖို့အကြံပေးတယ်။ degree 3ရထုံးစံရသူ့အရှိမှာဒဲထည့်ရတယ်။အဲ့တော့ what are the biggest တဘာဝပအဝင်းကျင်ဆိုင်ရာ အဲ့တော့ဘယ်လိုခေါ်လဲဆိုရင် environment လို့ခေါ်တယ် environment ဆိုတာပတ်ဝန်းကျင်တဘောပတ်ဝန်းကျင်ဆိုင်ရာဆိုတော့ adjective ပုံစံပြောင်းလိုက်တော့ tell ထည့်လိုက်တော့ environmental ဖြစ်သွားเนาะ environment တဘောပတ်ဝန်းကျင်ဆိုင်ရာပြဿနာဆိုတော့ဆိုတော့ problem ထည့်လိုက်တယ် p r o b l e m problem အများဆို s ထည့်လိုက်တယ် question mark ပေါ့အဲ့တော့ what are the biggest environmental problems အဲ့တခုကြံသေးရဒီနေ့ဆိုတော့ today လေးထည့်လိုက်မယ်เนาะ today by today ဲ့တော့ what are the biggest environmental problems today ဒီနေ့ရဲ့အကြီးမားဆုံးသဘောပိုင်ဝင်းကျင်ဆိုင်ရာပြဿနာတွေက what ဘာတွေလဲဟုတ်ပြီအဲ့တော့ဆရာတို့အဖြေတွေပြောမယ်ပေါ့နော်ဖြစ်ကြပါလေဆိုရင်ဒီနေ့မှာဆရာကလေ they are ဆိုပြီးတော့ဒီသုံးခုရာသီဥတုပြောင်းလဲတာလေလူငင်းတန်းတာနဲ့ plastic ဆင်းပစ္စည်းတွေဆိုရေးလို့လည်းရတယ်လို့အတူပဲ speaking ပုံစံတိုင်းပဲဖြစ်မယ်အဓိကဒီနေ့မှာဆရာပြောချင်တာ vocabulary ရစေချင်တာ vocabulary တို့သိထားစေချင်တာဘူးတုတရစေချင်တာအဲ့တော့ရာသီဥတုပြောင်းလဲတာဘယ်လိုခေါ်လဲဆိုရင် climate change လို့ခေါ်တယ် ့တနေ့တာမှာဖြစ်နေတဲ့ရာသီဥတုတွေကိုကျွန်တော်ဘယ်လိုခေါ်လဲဆိုရင် weather လို့ခေါ်တယ်။တနေ့တာမှာပဲပြောင်းလဲနေတာအခုခုနကပဲမိုးရွာတယ်အခုနေသားနေပြီ။အဲဒါ weather ပေါ့။အဲတနေ့တာအတွင်းမှာပြောင်းလဲနေတဲ့ရာသီဥတုတွေလွေမိုးဆောင်နော်။နောက်မလဲ spring summer autumn winter ကြားပြမှာနိုင်ငံမှာဆိုတော့ the hot season the rainy season the cool season ပေါ့နော်။ရာသီဥတုအဲ့လိုသုံးခုအပြောင်းလဲဖြစ်နေတဲ့ဟာကိုကျတော့ season လို့ခေါ်တယ်။ဒါပေမဲ့လည်း230ဒါမှမဟုတ်လည်း230အထက် ကြာတဲ့ပြောင်းလဲမှုတွေပေါ့နော်။ကဘာရဲ့အပူချိန်တွေအဲကဘာရဲ့ရေမျက်နှာပြင်တွေဒီလို ြောင်းလဲတဲ့ရာသီဥတုကြောင့်လို့ဘယ်လိုခေါ်လဲဆိုရင် climate လို့ခေါ်ရင်အဲ့တော့နှစ်အကြာကြီးနေမှာပြောင်းလဲလာတာအဲ့တော့လွန်ခဲ့တဲ့နှစ်30နဲ့အခုနှစ်30တဘောပေါင်းခြင်းဆိုင်ရာအခြေအနေကမတူဘူးအဲ့လိုပြောင်းလဲတာကိုဒီ weather လို့ season လို့ပြောင်းလဲလို့မတုံးမနဲ့ climate change လို့တော့ဝင်မှတ်ထားနော်အဲပြီးလို့ချင်းလေထုညင်ညမ်းတာလေထုကတော့ air ပေါ့နော်ညင်ညမ်းတာတော့ pollution လို့ခေါ်တယ် air pollution အဲအဲဆိုတော့ NS light ပေါ့နော်နဲဆိုတော့ NS light တယ် plastic ဆိုရင်ပြပစီကျတော့ plastic ဝင်ပါဦး ဆိုပြီးပစ္စည်း waste လို့ခေါ်တယ်။အဲ့တော့ climate change, air pollution and plastic waste အဲ့တော့အဲသဘောပေါင်းခြင်းကိုအဲပြောင်းလဲစေတဲ့အရာသမှုကိုဒါတွေ့ပြီ။ကဲသဘောပေါင်းခြင်းကိုကာကွယ်ဖို့ဘာတွေလုပ်နိုင်လဲ။နလဲမေးခွန်းဆိုတဲ့ WH နဲ့စာတဲ့ WH တော့ဟုတ်ပါတော့နော်။နိုင်နေသောသဘောတရားပိုင်ခဲ့ဒီနေရာမှာဆရာပြောပြချင်တာ subject မရှိဘူးမရေးပေးထားရင် subject ကခုပေါ့စဉ်းစားရတယ်။သဘောပေါင်းခြင်းကိုလုံးလိုက်ဖို့မင်းဘာလုပ်နိုင်လဲ။ဒါမို့လဲဒါဆိုရင် what can you do ပေါ့။ငါဘာလုပ်နိုင်လဲ what can i do ။ ငါတို့တွေမလုပ်နိုင်လဲလို့ယူဆခြင်း what can we do ကြိုက်တာတော့ရရနော်မင်းမလုပ်နိုင်လဲဆိုပြီးတော့သူ့အမေချင်း we တော့ရရရ subject မပါဘဲနဲ့ဖြောက်ယူပေးထားတာမဟုတ်ရင် grammar ပဲတီးတန့်ရထားပြီးတော့အခုပါကို free ပုံစံပြမရေးတက်မှာဆိုလို့စနေစဉ်းစားတောင်းပြပြလား what can we လုပ်တာပါလဲဆိုရင် do ဘာလုပ်ဖို့လဲကာဝယ်ဖို့ကာဝယ်ဖို့တော့မှတ်ထားမယ် post ရန်ဆိုတာ to ပေါ့နော် p r o t e c t protect protect ဆိုတာပါလဲဆိုရင်ကာဝယ်တာဘာလို့လဲတဘာဝပါဝင်ချင်ခုနကဆရာပြတဲ့ဒါတော့တော့အမှဒီ E N V I R O N M E N T environment what can we do to protect the environment အဝန်းကျင်ကိုကာကွယ်ဖို့ငါတို့ဘာတွေလုပ်နိုင်တယ်လဲလေသူကပြောတယ်ငါတို့ရှင်းချနိုင်တယ်ပြန်သုံးနိုင်တယ်ပြီးတော့ပြန်ဖန်တီးမယ်ပေါ့နော်ငါတို့ဆို we ပေါ့ဆရာလုံနိုင်တယ်လို့ယူဆပြီးတော့ခံသုံးလို့ရရတယ် will တော့လုံမယ်ဆိုပြီး will သုံးလို့ရတယ်ရှင်းချတာဘယ်လိုခေါ်လဲဆိုရင် reduce လို့ခေါ်တယ်ဒါပေမဲ့ American English မှာတော့ reduce လို့ခေါ်လဲရှိတယ်ရှင်းချတာ များများသုံးမဲ့နေရာမှာနည်းနည်း short သုံးတယ်ကွာ plastic အများကြီးမသုံးအရှင်းမသုံးတော့မို့နည်းနည်း short သုံးမှာဒါမှမဟုတ်လည်းပြန်သုံးမယ်နော်အဲ့ဒါတော့ reuse လို့ခေါ်တယ် reuse ကကျတော့ဒီအိတ်တလုံးသုံးပြီးလွှတ်ပြတာလည်းမဟုတ်ပဲနဲ့နောက်တစ်မျိုးထပ်ထည့်တာမျိုးပေါ့နော်ပြန်သုံးနိုင်လို့ရနောက်တစ်ခါကျတော့ပြန်ဖန်တီးမယ်ပစ္စည်းတွေကိုထပ်ခါထပ်ခါအစ်စ်တွေထပ်မထွက်ရလေအောင်လို့ဒီပစ္စည်းထုတ်ဝီးသားပစ္စည်းနဲ့ပဲနောက်တစ်ခါပြန်လဲဖန်တီးပြန်သုံးထောက်ကြတော့ဘယ်လိုခေါ်လဲဆိုရင် recycle လို့ခေါ်တယ်ကဲအဲ့ဒါကျတော့ဒီသုံးလို့လေးမှတ်ထားမယ် 3R လို့လည်းခေါ်တယ် R သုံးလို့ပေါ့နော် we can reduce အမလို့ we can reduce reuse recycle ဟာပြီးတော့ဖျောက်ဒီလုံးကြမှာအန်လေးနဲ့ဆက်ရတာပိုကောင်းတယ်အဲပြီးတော့ဆိုတော့အန်ပေါ့နော်အဲငါတို့ကစွမ်းအင်နဲ့ရေကိုလည်းခြွေတာတင်တယ်ဆိုတော့ငါတို့ဆို we တင်တယ်ဆိုတော့ဒါတင်ထားလေးရ30စီမှာတင်ပြီးပြီး short နော်တင်တယ်ဆို short ရှင်းတော့မှာ verse 0ခြွေတာတယ်ဆိုတာကဒီလိုစူဆောင်းတယ်ဆိုရယ် safe နဲ့သဘောတရားချင်းတူတော့ safe တုံးလိုက်တယ်အဲ we should safe ပါလေစွမ်းအင်ကိုတော့ဘယ်လိုခေါ်လဲဆို energy energy and ရေကကြတော့ water ပေါ့နော်စွမ်းအင်ဆိုတာဆရာတို့ဒီ clear acid medium နောက်ဂျီတွေဓာတ်တွေကိုစွိုင်းရင်တိုင်းကိုပေါ့နော်ဓာတ်စီဆိုရင်လည်းဓာတ်စီပေါ့ဘယ်ဟာမဆိုခြွေသာတင့်တယ်ဆိုပြီးသူကပြောထားရဲ့အဲ့တော့ဒါကတဘာပါဝင်ကျော်ထိမ့်သိမ့်လို့ရတဲ့နီးစနစ်တွေအဲပြောရမယ်ဆိုရင်တော့အင်္ဂလိပ်လိုပြောရမယ်ဒီကောင်းစင်မျိုးနဲ့ကြားလာတဲ့ခါကျရင်အရှင်းမပြောတတ်တာရဲ့ဆိုင်သဘောတရားကိုနားလေတော့ဝင်ပြောလို့ရအောင်လို့ဆရာတပည့်တွေကိုဆရာတင်ပေးတာဖြစ်ပါတယ်ဒီတိုင်းပုံမှန်လေ့လာမယ်ဆိုရင်ခေါင်းစင်မျိုးဆိုတာလည်းတစ်ခုခုပြန်ချိတ်ဆက်နေမယ်အဲ့တော့ level 1ကနေ2 3 4 5 6တစ်စင်းစီလေးတက်သွားနိုင်လို့ဆရာတင်ပေးတာဖြစ်တယ်အားလုံးပဲဆက်ကြိုးစားကြပါ fighting ပါနော်